ကိုကြီးရေးတဲ့ညီလေးဟွန်တာရေးဆက်ကတဲ့ဘက်ပြန်နေလို့တဲ့ကျိုးဆွင့်အရန်မာနေလို့တဲ့အစဉ်ပြောင်းဘယ်လိုလုပ်ရမလဲဆရာတဲ့ရှင်းပြပါဦးရှင်းပြပါဦးတဲ့စလိရဲ့ဘားတွေလှုပ်ထားတယ်တဲ့โอเคအဲ့တော့ကျွန်တော်တို့ဒီဟွန်တာရေးဆုပ်ဆက် ကျွန်တော်ခုတင်တော်ပြနေတဲ့မိဇက်တွေအတိတ်မကွာပါဘူးအင်ဂျင်ရဒါပဲပေါ့နော်ခေါက်ကဒန်နီမိုပါသွားတာရဲ့ရေခီယူပါသွားတာဒါပဲကွာပါလိမ့်မယ်အဲ့တော့ကျွန်တော်အချို့မိဇက်ပြုတ်ဗီဒီယိုတွေမှာလည်းကျွန်တော်ကြုံရင်ကြုံလို့ဒါလေးကိုပြောပြပြီးပါတယ်ကျွန်တော်ဒီမှာထပ်ပြီးရှင်းပြပြီးတော့နော်ကျွန်တော်အရင်တင်မှတင်ထားတဲ့မိဇက်ပို့တွေမှာလည်းဝင်ကြည့်ပါအဲ့ဒီမှာလက်တွေ့ပြထားလည်းရှိပါတယ်ဒီမှာတော့ကျွန်တော်နားလေအောင်ထပ်ပြီးပြောလိုက်ပါမယ်မိဇက်တွေကအင်ဂျင်ပါဝါကျွန်တော်ဆိုင်ငယ်နဲ့ပြောမယ်ဆိုများပါတယ်အဲကျွန်တော်တို့ဒီမှာအခုပြောမယ်ဆိုတော့အဲကျွန်တော်ဒီမှာတစ်ချောင်းရှိဆိုရင်ကျွန်တော်3200နီးလောက်ရှိတယ်3200ကိနဲ့ ခြေထောက်နဲ့ကိတ္တာတော့တော်တော် မာနေပြီကျွန်တော်တို့ခုနကဒီဇက်ခုရေစိုးဆက်ဒီမှာဆိုရင်ခုနက200လောက်ဆိုရင်ဒါတအားမာပြီးပြောလို့ရပါတော့အဲ့အချိန်မှာကျွန်တော်ကကြိုးစလဲဖြစ်တဲ့ဆိုတော့ခုနပုံမှန်တိုင်းလုပ်လို့မရတော့ပါဘူးအဲသူ့မှာဘာစစ်စတန်ပါလာလဲဆိုတော့ကျွန်တော်ဘာလေးလို့ခေါ်တဲ့ခုံပါလာပါပြီသူကဘလို့လုတ်ပေးမှာလဲဆိုတော့ကျွန်တော်တို့စဆိုင်ရင်ဆွဲနိုးတဲ့အချိန်မှာသူကအဲအတိအကျကျပြောရမယ်ဆိုရင်အင်ဂျင်ရဲ့ခုနလေ့ကျင့်မဲ့စတုတ်ပေါ့ကော်ပရှင်စတုတ် အဲကျွန်တော်လွယ်ကူနားလည်အောင်ပြောမယ်ဆိုရင်အင်ဂျင်လေးကိုအရန်ကြည့်မဲ့အောင်မကြည့်ဘဲနဲ့နည်းနည်းဟာခိုင်းတာဗျာတကယ်တမ်း workshop ဆရာမဟုတ်ရင်တော့နားလည်အောင်ပြောရအောင် workshop ဆရာဆိုလည်းနားလည်အောင်ပြောရအောင်ခဏအင်အင်ဂျင်လေးကြည့်မဲ့ coefficient stroke မှာအနည်းငယ်လေးပါဖို့ဟာပြီးတယ်အဲ့ system ပါပါတယ်အဲ့ဒါဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ chemistry မှာကျွန်တော်တို့ဘားလစ်ဆိုတာပါတယ်အဲ့ဒီကောင်လေးကဘားကိုသူအင်ဂျင်လေးကြည့်မဲ့ချိန်မှာအနည်းငယ်လေးဟာပြီးပါတယ်ဒါပေမဲ့ပြဿနာကကျွန်တော်ကသူကတက်ပြီးအရန်ဝေးသွားရင်သူအလုံးမလုံးနိုင်တော့ပါဘူး ိုတနေ့ပဲကျွန်တော်မိဆက်တစ်ခုတင်ထားရှိပါမယ် MI set ကလည်းကျွန်တော်တို့ setup နဲ့လည်း node ကနည်းနည်းခက်တယ်ကျိုးစွဲနဲ့ကျိုးတော့မပါဘူးလက်နဲ့လက်ကြည့်လို့ထောက်နေရပါတော့အဲ့တော့ခဏကကျွန်တော် type page ကြီးကို type page ကအရင်ဝေးနေတယ်သူကအဓိကတော့ exo type page ပေါ့နော် exo type မှာအလုပ်လုပ်တာဖြစ်ပါတယ် exo ဘာကိုနည်းငယ်ဟပေးတာ exo type page ကအရင်ကွာရင်အလုံးမလုပ်တော့ဘူးသူကအဲ့တော့လေးပါမယ်မာပါမယ်ကျိုးတွေပြတ်ပါမယ်ဘက်ပြန်ပါမယ်ဖြစ်ပါမယ်เนาะအဲ့ဒါလေးကိုကျွန်တော် type page လေးကိုအနေတော်လေးခြေပေးရပါမယ် အင်လက်တိုက်ပြီလဲနေတော်လေးချိန်မှာမထောက်စီပါနဲ့အဲတင်းလဲမတင်းစီပါနဲ့အနေငယ်လေးရှေးရုံနောက်ဆုံးနည်းနည်းရှိပါစေဘေးတိုက်လေးဘေးတိုက်ရှိရမယ်ရှေးရုံနောက်ဆုံးနည်းနည်းလေးရှိရမယ်အဲပုံမှန်ပြောဆိုကျွန်တော်ကအဲဒီလိုကူကျွန်တော်ဖီလာကိတ်တွေပါမပြောတော့ဘူးခင်ဗျာကျွန်တော်မိတ်ဆွေညီကိုတုံးနေတယ်ကျွန်တော်အင်ဂျွန်တန်ဘူးခွန်ပဲဖြစ်ဖြစ်နော်ခဏကကြွဲစိမ်းဘူးခွန်လောက်ပဲဖြစ်ဖြစ်လေပူဘူးခွန်လောက်ပဲဖြစ်ဖြစ်နော်လေပူဆိုတာကြွဲရိုင်းထားပါတော့နည်းနည်းတော်တင်မာတဲ့ဟာပေါ့ဗျာအဲ့ဘူးခွန်တစ်ခုလောက်ကိုဘားနဲ့ခဏကတက်ပြီးမောင်းနေကြတော့ထိုးပြီးတော့ချိန်ကြည့်ပါဒါကျွန်တော်အနေငယ်လေးဟာခိုင်းတာပါနော် အရင်ကြီးလည်းမဟုတ်အောင်ပေါ့အဲ့လောက်လောက်ချိန်လိုက်ပါအဲ့အေဇော့တိုက်ပစ်ကျွန်တော်တို့ပုံမှန်ချိန်လိုက်တာနဲ့ခဏဘားလေးလေးအလုံးလုံးပြီးတော့ပေါ့သွားပါလိမ့်မယ်အကွေတိုက်ပစ်မှာပုံမှန်မှုအလုံးမလုံးဘူးဆိုရင်တော့အရင်တွင်းထဲကနေပြီးတော့ game shack ကနေပြီးတော့ဘားလေးပြဿနာပြီးနေပါပြီဒါဆိုတော့အရင်ခွဲပြီးတော့လောက်ရပါလိမ့်မယ်အဲ့အရင်မာတာအဲ့နှစ်ချက်ပါပဲနော်ခဏအဲ့မာနေတာကိုအရင်မခွဲပဲလှုပ်ချင်တယ်ဆိုတော့အေဇော့ပေါ့အနေငယ်တင်းပြီးလှုပ်လို့တော့ရတယ်ဒါပေမဲ့ဆိုးကျိုးရှိပါတယ်မကောင်းပါဘူးနော်အဲ့တော့တိုက်ပစ်လေးပြန်ချိန်ကြည့်ပါအဆင်ပြေပါလိမ့်မယ်ကျွန်တော်မီးဆက်ပိုလေးဝင်ကြည့်ကြည့်ပါကျွန်တော်မီးဆက်မှာလည်းလက်တွေ့ပြထားပြပါတယ်နော်